မြန်မာရုပ်ရှင်လောကမှာမင်းသားကောင်းတွေအများပြားပေါ်ထွန်းခဲ့ပုံပဲမဲ့ရန်အောင်လိုပရိသတ်အသေးနှလုံးကိုတင်ပိုင်နိုင်ခဲ့သူကတော့ရှားပါပါတယ်။ရန်အောင်နဲ့မင်းသမီးမညာရင်အဲ့ဒီဇာကမကြည့်ဘူးဟိတ်ဆိုပြီးတပိမ့်မောက်ကြတဲ့အထီကိုရန်အောင်ရွှေခက်လေးရှိခဲ့ပုံပြီးဒိတ်ဒိတ်ကျဲနာမည်ကျော်ရဲ့စိုးသူကျော်သူတို့နဲ့အပြိုင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုလေးမှာတော့မြန်မာရုပ်ရှင်တမိုင်းမှာအကယ်ဒမီအများဆုံးနဲ့လက်ရှိလည်းတပအရင်ဆုံးဝါအရင်ဆုံးဖြစ်ခဲ့ပုံတဲ့မင်းသားကြီးရန်အောင်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရန်အောင်ဟာအခုတက်တီတိုင်းအသက်ရှင်တဲ့မင်းသားကြီးတဦးဖြစ်တဲ့အတွက်တက်ကြီးဝါကြီးတပါရင်ကြီးအဖြစ်ဘယ်သူမှမမြင်ကြပါဘူး။ဒါဟာလည်းရန်အောင်ရဲ့နှုတ်ပြုံမှုနဲ့ရုပ်ရှင်လောကရဲ့မှာယခုတိုင်ကြမ်းကြမ်းမှမှလှုပ်ရှားသွားလာနေတာကြောင့်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အခုထိအောင်ရန်အောင်ဟာလူငယ်ရန်မင်းသားတွေနဲ့ပြိုင်ဖိုက်နိုင်တဲ့အထိခံညာပြီးသူခေတ္တုခါတော့ကလည်းရင်းစားစားအပြုံးနှွဲ့နှွဲ့နဲ့မိန်းကလေးတွေကြားမှာရေပန်းစားခဲ့တဲ့မင်းသားတဦးဖြစ်ခဲ့ပါရဲ့။ရန်အောင်ရဲ့အနုပညာခီးက1980ပြည့်လွန်နှစ်တွေကစတင်ခဲ့ပါရဲ့။ အဲ့ဒီခေတုံကစင်တင်မင်းသားဖြစ်ဖို့ဆိုတာပတ်စံရှိုံနဲ့လည်းမရပဲဒရိုက်တာစီကနေအစုခံအစဲခံနိုင်မှရိုက်ကူးခွင့်ရတာဖြစ်ပါတယ်။ရှေးခေတုံကဒရိုက်တာကြီးတွေဟာမင်းသားမင်းသမီးတွေကိုအဖေတစ်ဖွဲအကိုတစ်ဖွဲအုပ်ချုပ်ခဲ့ကြပါတယ်။ကံကောင်းကျင်တော်ရန်အောင်ကဒရိုက်တာမျိုးမြင့်အောင်ရဲ့ချစ်ကျိုးလေးနှမင်းရိုက်ကွင်းကိုသွားကြည့်ရင်လူအုပ်ကြားထဲမှာရုပ်ကလေးချောနေတာကြောင့်ကင်မရာမန်ကရုပ်ရှင်ရိုက်မလားလို့လာမေးရင်မင်းသားဖြစ်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အရင်တော့ကရုပ်ရှင်သင်တန်းတက်ဖို့စီစဉ်ခဲ့ပေမဲ့မတက်ဖြစ်ခဲ့တာကြောင့်ယုံကြည်မှုအားနည်းနေချိန်မှာရင်ဒရိုက်တာမျိုးမြင့်အောင်ရဲ့တင်ပြမှုနဲ့မျိုးမြင့်အောင်ရဲ့အချစ်ချင်းတူရင် မောင်မောင်တို့ကအရှုံးပေးလိုက်မယ်ရုပ်ရှင်ကားနဲ့ပွဲဦးစားထွက်ခဲ့ပါတယ်။ ရုပ်ကလေးတပန်းတာနေပြီးတရုတ်ဆောင်ဆွဲရီမှာပါထူးချွန်သူဖြစ်လို့ပရိသတ်တွေရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပါတယ်။သူ့ရဲ့နာမည်ကျော်ဇာတ်ကားတွေထဲမှာတငယ်ချင်းလိုပဲဆက်၍ခေါ်မိခိုင်းပကံမာတာတဲ့လားနဲ့မေတီတာလိုမိန်းကလေးဇာတ်ကားတွေကပရိသတ်ကိုအကြီးအကျယ်ဆွဲဆောင်နိုင်ခဲ့ပါတယ်။သူဟာအချစ်ဒရမာဟာတာစားရဲ့ဇာတ်ရုပ်အမျိုးမျိုးကိုပိုင်ပိုင်နိုင်နိုင်တရုတ်ဆောင်နိုင်တဲ့အတွက်လေသူ့ရဲ့နာမည်ဟာမြန်မာရုပ်ရှင်သမိုင်းမှာအခိုင်အမာနေရာယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လေ1900ပြည့်နှစ်တွေကနေအခုဒီရန်အောင်ဟာမြို့ဝင်းပြီးရင်အကယ်ဒမီအများဆုံးမင်းသားရေလို့တမိုင်းတွင်ခဲ့တာဖြစ်ပါတယ်။ ရန်အောင်ဟာရုပ်ရှင်အကယ်ဒမီစုကို1992ခုနှစ်မဲတီတာလိုမင်းကလေး1995ခုနှစ်ပကံမာတာရဲလ1996ခုနှစ်အလင်းဖြော်ကောင်းကင်1998ခုနှစ်ညမင်းသာ2000ခုနှစ်မောဟမြင်းပြိုင်မြောင်2006ခုနှစ်ဂုံရှိန်ပြင်းနဲ့ချစ်ချင်းတိတ်ခေါ2023ခုနှစ်စောင်းနီလေးတစ်ထည်နဲ့စုစုပေါင်းစုကြီး9စုအထိထိုက်တန်စွာရရှိခဲ့ပါတယ်။ ရန်အောင်ဟာဇကားရဲမှာဇက်ရုပ်ကိုအသက်သွင်းရမှာပြည်ပြင်းလွန်းလာကြောင်းလဲပရိသတ်တွေကသူ့ကိုအမြဲတမ်းအားပေးခဲ့ကြတာပါတဖက်မှာလည်းသူ့ရဲ့မိမကိစ္စအရှုပ်ရှင်းကင်းတဲ့နေထိုင်မှုကြောင့်ပို့ပို့အချစ်ပိုခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်ခေဟောင်းမင်းသားကြီးတဦးအနေနဲ့အနုပညာနယ်ပယ်မှာနှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့တာဟာသူ့ရဲ့အရေးချင်းအပြင်ရိုးသားတဲ့စိတ်ဓာတ်နဲ့ပရိသတ်ကိုလေးစားမှုတွေကြောင့်လို့လည်းပြောရမှာဖြစ်ပါတယ် အချုပ်ပြောရရင်တော့ရန်အောင်ဟာမြန်မာရုပ်ရှင်လောကရဲ့ဂုံယူဖို့ကောင်းတဲ့တရုပ်ဆောင်တူတင်စရာတူအနေနဲ့ယနေ့တိုင်ရက်တည်နေပြီးမြန်မာရုပ်ရှင်ကိုအစင်တန်းမြင်မာအောင်ဆောင်ရွက်ခဲ့တဲ့အမှုပညာရှင်တူလည်းဖြစ်ပါတယ်ဒါကြောင့်ရန်အောင်ရဲ့ဇကားတွေနဲ့အကယ်ဒမီစုတွေကမြန်မာပြည်သက်တွေရဲ့ရင်ထဲမှာထာဝရရှင်သန်နေမှာဖြစ်တယ်လို့သာပြောကြရင်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ရပါရဲ့ရှင်။